အရန်အမေးများနေတဲ့ဒီ15သိန်းဝန်းကျင်က Xiaomi ရဲ့ပတ်စဲဘန်းအခြေအနေကဘယ်လိုရှိလဲဆိုတာကိုဒီပြမှာပြပါမယ်။ပြီးတော့အားလုံးသိရတဲ့အတိုင်းပဲဒီ Xiaomi ရဲ့ tablet တွေဆိုတာ bright to performance တော်တော်လေးကိုကောင်းနေ။ပြီးတော့ဒီကောင်တွေကဘေး quality တွေ display တွေကအစားဘာမှသိပ်ပြီးတော့ပြောစရာမလိုတဲ့ tablet တွေ။ဆိုတော့ဒီတစ်ခါဗီဒီယိုမှာတော့ဒီပတ်စဲဘန်းက15သိန်းဝန်းကျင်မှာဘယ်လိုလူတွေအတွက်ဖြစ်မလဲပြီးတော့ဘာတွေပို့ပြီးတော့ကောင်းလဲ။ဘယ်နေရာတွေအသုံးချလို့ရမလဲ။ဒီအကြောင်းကိုပြပါမယ်။ ဆိုတော့ကျွန်တော်တို့ဒီ video လေးကိုစလိုက်အောင်ဒီ Xiaomi ရဲ့ Pixel 7ကဘယ်လိုနေရာတွေကောင်းလဲဆိုရင်ကျွန်တော်အကြိုက်ဆုံးအချက်လေးရရင်စပြောမယ်။ပထမဆုံးဒီ tablet ကိုသဘောကျတာကဒီကောင်းရဲ့ display ပိုင်း။ကောင်းရဲ့ display က11.2 inch size ရှိတယ်။ဒါကမှ 144Hz နဲ့ရမယ်။ပြီးတော့ 345ppi နဲ့ရှိသေးရယ်ဆိုတော့ color ပိုင်းဘာမှသိပြောကြမလို့။ဒါမှမဟုတ် Dolby Vision နဲ့ Dolby Atmos တွေပြီးရင် DCI-P3 100%နဲ့ပြောရလို့ရှိရင် CCP ကာလာရဲ့ရုပ်သမျအကုန်ပါတဲ့ display စိတ်ကြိုက် content တွေကို AAC ကြည့်လို့ရတယ်တကယ်လို့ကိုကရုပ်ရှင်ကြည့်ချင်တာဒါမှမဟုတ် social media သုံးချင်တာအဲ့လိုမျိုးပဲနဲ့ wallet တွေပေါ့ wall တို့ AZ တို့ဒါမျိုးတွေလောက်ချင်တာဆိုတော့ဒီ tablet မှာ AAC လုပ်လို့ရတယ်အဲဘာမှတိတ်ပြီးတော့ခေါင်းကိုက်နေကြမရှိဘူးအဲ even ကျွန်တော်တို့ gain တွေပါရဆော့မယ်ဆိုရင်တော့မှဒီကောင်းရုပ်ထွက်နဲ့ဆော့လိုက်မယ်ဆိုရင်တော်တော်ဖိုင်ပါဒါပေမဲ့အကြီးကံ အဲ့တခုပါပါရှိဂိမ်းဆော့ဖို့တော့အများကြီးတော့ကွန်မန်ပေးကြုံဒါပေမဲ့ဆော့ခြင်းတပတ်ဆိုလဲဆော့လို့ရရယ်အဓိက entertainment ပိုင်းနဲ့ workflow တွေကိုတော်တော်လေးအဆင်ပြေအောင်ဒီကောင်က handle လုပ်နိုင်တယ်ဆိုတော့ display ကတော့တိတ်ပြီးတော့ပြောရမှာမရှိဘူးဒီကောင်ရဲ့ display က tablet တစ်ခုလုံးမှာကျွန်တော်ရဲ့အကြိုက်ဆုံး favorite ပဲနောက်ဆုံးကတော့ဒီကောင်ရဲ့ performance performance မှာဆိုရင်ဒီ Xiaomi Pad 7 series မှာသူက Snapdragon 7 Plus Gen 3ကိုတုံးပေးထားတာဒီ7 Plus Gen 3ကဘာပဲလို့အဆင်ပြေရသူ့ရဲ့ဈေးနှုန်းတန်းမှာ ကြိုက်တာကိုတုံးအဆင်ပြေရဆိုတဲ့တက်ပလက် performance ထွက်တဲ့ကောင်ပြီးတော့ဒီ seven black ဂျန်သူနဲ့ကျွန်တော် gain နေပါရင်ဆော့ကျင်တဲ့အဆင်ပြေဒါပေမဲ့ဒီတက်ပလက်ကို gain ဆော့ဖို့တက်အများစုဝယ်ကြတာကြတော့ဒါလို့ရှိရင်ကြည့်ဖို့ entertainment ပိုင်းပြီးတော့ဒါ social media ပိုင်းပြီးရင်ကျွန်တော် workflow တွေအတွက်ဒါမျိုးတွေအတွက်ရွေးခွဲရမှားတယ်။ဒါမဲ့ကိုကစိတ်ပါလို့ game ဆော့ချင်တယ်ဆိုလဲ easy ဆော့လို့ရတယ်။ mobile legend တို့ pubg တို့အစုံမော့ပြာကျွန်တော်ဒီနောက်ဆုံးထွက်တဲ့ game တွေကဘိုင်ရဆာအကောင်ကောင်ကောင် run လို့ရတယ်။ဒါမဲ့ graphic ကတော့အသင့်အင့်လောက်ပဲရလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း DWF အကြီးကြီးကိုဂိမ်းဆော့ဖို့အတွက်တော့တိတ်ပြီးတော့ recommend မပေးခြင်းဘူးတကယ်ကိုက entertainment ဘိုင်းဒီ social media ဘိုင်း workflow ဘိုင်းတက်ကိုပို့ပြီးတော့တုံးစီခြင်းလဲဒါမှပဲတုံးရတာအဆင်ပြေမှာကိုလည်းကောင်းတဲ့ user experience ကိုရမှာပြီးတော့နောက်တစ်ချက်ပေါ်တော့ဒီကောင်က hyper os 2နဲ့ရတာဖြစ်တဲ့အတွက်ဒီကောင်မှာပါလာတဲ့ဒါ feature တွေပေါ့ desktop တလုံးလို့တုံးလို့ရတဲ့ feature တွေတို့က workstation အဲဒီမှာမှာ workstation feature အဲကောင်ဆိုလို့ရှိရင် my desktop ဘိုင်းကိုပို့ပြီးတော့ smooth ဖြစ်ဖြစ်ပို့ပြီးတော့အဆင်ပြေတုံးလို့ရအောင်လုပ်ပေးထားတယ် ဆိုတော့ကိုက walk easy ဘာညာလေးသုံးဒီဘက်ကတခြားဟာလေးထပ်သုံးအဲဒါမျိုးလေးပေါ့ mind skin mind ကိုအရန်နိုင်နေဖြစ်သွားတယ်တော်တော်လေးသုံးရတာစုဖြစ်တယ်စိတ်ကျန်နေစရာကောင်းတယ်လို့ပြောရမယ်ဆိုတော့ performance နဲ့ပတ်သက်ပြီးရလဲဒီ Xiaomi Pad 7မှာ Spray 2အရင်ပြောစရာတော့မရှိဘူးပေးလိုက်ရတဲ့ဈေးနဲ့ပြန်ရတာလေးကတော်တော်လေးကိုမှအဆင်ပြေတဲ့အနေထားမှာရှိနောက်ထပ်အကြိုက်ဆုံးတစ်ချက်ကတော့ဒီကောင်းရဲ့ battery ပိုင်းလို့ပြောလို့ရတယ်ဒီကောင်းရဲ့ battery က 8850mAh ကိုမှ 45W fast charging ထည့်ပေးထားတယ် ဒီဈေးမှာဒီ battery life ကဒီ HyperOS 2ရဲ့ဒီ power consumption စာရလေးကနှျော့ပေးထားတာဖြစ်တဲ့အတွက်ဒီဈေးထဲမှာဒီကောင် battery ကတော်တော်လေးအဆင်ပြေတယ်1800ဆိုရင်မဲ့300လည်းဘာမှတိတ်ပြီးတော့ complaint တစ်စာမရှိဘူး one day ကောင်းကောင်းသုံးလို့ရတယ်တကယ်လို့ကိုက heavy use မဟုတ်ဘူးအလုံးအတွက်ပေါပေါပါပဲသုံးမယ်ဆိုရင်ဒီကောင်က2ရက်လောက်တော့ကောင်းကောင်းသုံးလို့ရတယ်ရုပ်ရှင်တွေပါ standby ကြည့်မယ်ဆိုရင်တော့တရက်ကိုအားနှစ်ခါလောက်တော့ချိန်တွေတွင်းရတယ်။အဲတည့်ရတိုင်းမျိုးရှင်ကြည့်မယ်ဆိုဘယ်သူမှ brightness ကိုအဆုံးထိချရပြီးမဲမဲမောင်ကြည့်မှာမဟုတ်ဘူး။ လုံးဝ vivid color ထားမယ် brightness ကိုအဆုံးလိထားပြီးတော့ကြည့်မဲ့သူတွေပဲဆိုတော့ရုပ်ရှင်ကြည့်ရတယ်ဗျာရတာနည်းနည်းအားနှခေါက်တော့တွင်းရမယ် display ကလည်းတော်တော်လေးအဆင်ပြေပြီးကောင်းနေတဲ့အတွက်ဒီရုပ်ရှင်ကြည့်ရဲ့ကိစ္စကတော့တော်တော်ကိုတော့ဆွဲစရာတော့ဖြစ်တယ်ဒါတော့နည်းနည်းလေးသတိထားမယ်ကျွန်တော်လည်းဒီကောင်လေး tablet နဲ့ဒီကောင်ပေါ့နော်ဒီ seven နဲ့ရုပ်ရှင်တွေမှာကြည့်ရဲ့အခါမှာအနည်းပြန်ဖြတ်ယူပါတယ်ကြည့်လို့တအားကောင်းတယ်ပြေဒီကောင် portable ဖြစ်တာပဲသွားသွားဘယ်လာဒီ tablet လေးတစ်လုံးတည်သွားပြီးတော့ ကြိုက်တဲ့နေရာမှာ coffee လေးတောက်လုံးလေးလုံးလုံးလုံးချင်း wifi ရရင်ရွှေ့ချင်နေပါလေကြီးဒါမှမဟုတ်ရှင် social media တုံးလုံးဝကို perfect ဒီကောင်းရဲ့ battery ကလည်း one day လောက်တော့ကောင်းကောင်းအသုံးခံနောက်တစ်ခုကဒီကောင်းရဲ့ base quality ဒီကောင်းရဲ့ base quality ကလည်းတိတ်ပြီးတော့ trade အများကြီးပြောကြမှာမရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒီကောင်းကိုတုံးပေးထားတာ aluminum frame တစ်ခုလုံးကိုတုံးပေးထားတာ aluminum frame တစ်ခုလုံးကတောင်တောင်ပြုတ်ကြရတယ်ပါရတော့ဒါ display ကတော့ကွဲနိုင်နေဆိုရင်မဲ့အနောက်ကတော့ပိန်လောက်ပဲဖြစ်သွားမယ်ဒါက tablet ကို ကင်ရတာကောတုံးရတာပို့ပြီးအဆင်ပြေအောင်လုပ်ထားတဲ့အနေအထားမှာရှိတယ်။အဲပြီးတော့ဒီ aluminum frame ဖြစ်တဲ့အတွက်နောက်ကလက်ရတွေပါလဲတောင်းတန်းအောင်မထင်ဘူး။ပုံတင်တော်တော်လေးကောင်းတယ်ဆိုတော့ဘာပြောဒီကောင်းရဲ့ build quality ကလည်းတော်တော်လေးကိုအဆင်ပြေတဲ့ဒီ tablet တစ်လုံးကိုကင်တဲ့အခါမှာ premium ဆန်တဲ့ feeling တစ်ခုကိုပေးတယ်။ပြီးတော့ tablet ကို tablet လို့တော့မထင်ရဘဲနဲ့အရန် portable ဖြစ်ပြီးတော့တော်တော်ကိုမှပေါ့လက်ထဲမှာကင်ရတာတကယ်ကိုအနှင်းကျတဲ့ feeling မျိုးလေးရတယ် ဒါကတော့ကျွန်တော်တော်တော်လေးဒီ Xiaomi ပတ်စဲပန်းမှာအရန်သဘောကျတဲ့အချက်လေးတွေတိတ်မကြိုက်ကြရဲဆိုရင်ဘာလဲဆိုရင်တိတ်မကြိုက်ကြတာကကင်မရာဘိုင်းရှိမယ်ကင်မရာဘိုင်းကတော့သူက13 megapixel ထည့်ပေးထားတယ်ဒီ13 megapixel ကတက်ဘလက်တလုံးတော်တော်လုံလောက်တယ်လုံးဝ unexpected တယ်ဆိုပေမဲ့ဒါမဲ့ပူပါတော့ပူကောင်းတာပေါ့ဒါမဲ့လည်းဘယ်သူမှတော့ဒီတက်ဘလက်ကြီးနဲ့တော့တပုန်နေပါရောသွားရိုက်မနေဘူးဒါမဲ့ကျွန်တော်တို့ document တွေ scan ဖတ်တဲ့အခါတွေဟိုကျွန်တော်တို့ဒီ zoom မှာပေါ့နော်ဒါစကားပြောတဲ့အခါမျိုးတွေဆိုလို့ရှိရင်ကင်မရာကောင်းမှုတော့လိုတယ် ဆန်ဗီကလည်းအိမ်မီကာဘောဆယ်ဖြစ်တဲ့အတွက်ဒီထက်ပိုပြီးတော့များဝရင်တော့ပိုပြီးတော့ကောင်းလောက်တယ်ပိုပြီးလည်းသဘောချသွားလိုက်တယ်အဓိကကျွန်တော်ဇွန်မီတင်လုပ်တဲ့အခါမှာဒိုကူမန့်နဲ့စကန်ဖတ်တဲ့အခါမှာအလုပ်တွေဝင်တဲ့အခါမှာဒီတက်ပလက်နဲ့ရှိုက်လို့ရတယ်ဘာမှတိတ်ပြီးတော့ထွေလို့ပြဿနာမရှိဘူး13မီကာဘောဆယ်ဆိုရင်မှဒါနည်းလို့တိတ်အားမရတာထွက်လာတဲ့ပုံတွက်တွေကတော့တော်တော်လေးအဆင်ပြေတယ်နောက်ထပ်သဘောမကျတဲ့ဆက်ကကြတော့ဒီအောက်က USB ပါ USB ဘောင်လေးကိုနည်းနည်းလေးအပေါ်လေးတိုးပေးလိုက်ရင်ပိုကောင်းတယ်ဆိုရင်လည်းသူထားထားပေးရနည်းနည်းလေးကတိကဖက်နိုင်တယ် ပြောရမယ်ဆိုရင်ဗျာချစ်ကန်ကန်နဲ့ထဲ့ကျင်တယ်လို့မထဲ့ကျင်တယ်လို့ထဲ့ထားတဲ့ပုံစံမျိုးဖြစ်နေအဲ့ဒါနည်းနည်းလေးစားတယ်ပုံမဲကြည့်လိုက်တော့အများကြီးသိပ်မပြောချင်အဲ့ဒီအာသင်ပေါက်ကတကယ်ကိုခေါင်းကိုက်စရာလို့ပြောလို့ရတယ်ဟိုပြောရမယ်ဆိုရင်မကြိုက်တာတွေကတော့အများကြီးထွေထူးမရှိဘူးဒီလောက်လေးပဲဒါတွေကလည်းလက်ခံလို့ရတဲ့အနေအထားမှာရှိတဲ့ကောင်လေးဟိုပြောပြလိုက်တုံးတဲ့သူနေနည်းနည်းများပို့ပြီးတော့ကိုက်သွားမလားပို့များကောင်းလာမလားဆိုပြီးဒါအကြံပြုချက်တွေနဲ့ပြောထားတာပဲရှိတယ်လက်ခံလို့ရတယ်သူရဲ့ အချက်တွေရတယ်အဆင်ပြေတယ်ပြီးတော့ဒီတက်ဘလက်တစ်လုံးကဒီသေးတန်းဝင်းကျင်မှာ15သိန်းဆိုရယ်ဈေးမှာဒါ performance display big quality ဘာမှတိတ်ပြီးပြောစရာမရှိတဲ့တက်ဘလက်ကိုကအနာထိမ့်မဲ့ပိုင်း workflow အပိုင်းဘလိုပဲလုပ်လို့ကုန်အဆင်ပြေတဲ့တက်ဘလက်လို့ပြောလို့ရတယ်။နောက်ပြီးတော့နောက်တစ်ချက်ဒီကောက်မှာတကယ်အားရတဲ့အပိုင်းတစ်ပိုင်းရှိပြီ။အဲ့ဒါဟာဒီကောက်ရဲ့ speaker ဒီကောင်က Dolby Atmos ကိုမှ support ထားပြီးရပြီးတော့ဒီကောင်ရဲ့ speaker လေးလုံးထည့်ပေးထားတယ်။အတန်တော့ကတော့လုံးဝအောင်ရှယ်တကယ်ကိုမှကျွန်တော် ဇလန်းကြီးတဲ့အခါတွေပါရယ်ဆိုရင်အတန်100%ညထားလိုက်မယ်ဆိုရင်လူလူပေါင်းနဲ့ကြည့်နေရသလိုလိုစောင်းစောင်းနေပါလေကောင်းကောင်းစပို့ပြီးတော့ဒီကကြောင့်တရေကားတွေပါရယ်ကျင်းပို့တည်တာလေအဲ့တော့ဒီ Xiaomi ရဲ့ Pixel 7ကိုဝယ်ပြီးသွားပြီဆိုရင်တော့မဖြစ်မနေရုပ်ရှင်ကိုတော့စမ်းပြီးကြည့်ကြည့်တကယ်ကိုမှအားရကျန်တဲ့ဖွယ်ဟာတော်တော်လေးကိုကောင်းတယ်အလုံးကိုချုံမဲ့ဆိုရင်ဒီ Xiaomi ရဲ့ Pixel 7ကဝယ်တဲ့နဲ့တက်ပလက်လားဆိုရင်တကယ်ဝယ်တဲ့နဲ့ကောင် 15သိန်းဝန်းကျင်မှာ performance display ဘေးကွက်လေးဘာပြမပြောစရာမရှိတဲ့ကောင်းမျိုးကိုကအနန္တထိမဲ့ဘိုင်းတဖြစ်ဖြစ် social media ဘိုင်းဖြစ်ဖြစ်တကယ်ကိုကိုယ့်ရဲ့အလုပ်အတွက်ဒါ secondary device နေနဲ့သုံးမယ်ဘယ်တော့က portable ဖြစ်ဖြစ်တပေါ်ပါတည်သွားခြင်းနဲ့ဆိုရတဲ့သူတွေအတွက်ဒီကောင်းလေးက laptop အစားထိုးနေရာမှာသုံးလို့ရတဲ့ကောင်းမျိုးအဲကြိုပြောချင်တာတခုတချို့နေရာတွေမှာတော့ laptop မမှီဘူးဆိုပေမဲ့ display ဘိုင်းနေ speaker ဘိုင်းနေတုံးရတာပေါ့ပေါ့ပါရှိရတယ်ဘယ်တော့က portable ဖြစ်ဖြစ်လွယ်တကူတည်ဝါလို့ရတာတွေက laptop တွေက tablet တွေကိုရှင်နိုင်တဲ့အရာတွေမဟုတ်ဘူး။ laptop တွေကြောင့်သိရမှာအဲ့တော့ပေါ့နေလို့ရှင်ဈေးကငိုထိုးနေ။အဲ့တော့15သိန်းဝန်းကျင်မှာဒီကောင်ကဝယ်မယ်ဆိုရင်မျက်စိမိလုံးဝဝယ်လိုက်တဲ့ tablet လို့ပြောရအောင်။ဆိုတော့ဒါကတော့ Xiaomi ရဲ့ Pixel 7ကြောင့်တကယ်လို့ကိုကရွေးချင်တဲ့ Pixel 7ကိုမှဒါထပ်ရွေးချင်သေးရဆိုရင် Global တွေ China တွေရှိသေးရ China ဆိုရင်တော့ဈေးပိုသက်သာမယ်။ Global ရောဈေးနည်းနည်းလေး elected expensive မယ်။ ဒါကတော့ကိုယ့်ရဲ့ရွေးချယ်မှုမှာမူတည်ရယ်ကိုကချိုင်းနာကြရင်ချိုင်းနာကိုရွေးမဟုတ်ဘူး global လို့ကျင်းနေဆိုရင်တော့အဲ global ကိုရွေးလို့ရတယ် global ကတော့ Google တွေပါတယ်တခါတည်းပြင်ပါသွားတာမျိုးပေါ့ချိုင်းနာကတော့အဲပို့ပြီးတော့နည်းနည်းလေး UI က smooth ဖြစ်တယ်ပြီးတော့ function လေးတွေပို့ပြီးတော့စုံတယ်တကယ်လို့ကိုကက pass 7မဟုတ်ဘူးပို့ကောင်းတာမျိုးလို့ကျင်းနေပတ်စံတွေပါတယ်တိတ်မကြည့်တော့ဘူးဆိုရင်တော့ pass 7 pro တက်ဝယ်ပြီးတော့ gain လို့ရတယ်ဒီကောင်ဆိုလဲ performance တွေပါတယ်ပို့ပြီးတော့ကျန်းသွားမယ်ကင်မရာတွေပို့ကောင်းသွားမယ်အဲဒါမျိုးလေးတွေရှိတယ် ဆိုတော့ကျွန်တော်တို့တွေနောက်မှတွေ့ကြပါတော့အလုံးကျေးဇူးမြတ်တင်ပါတယ်ကျွန်တော်အရင်ကြော်ရပါ Yangon Mobile Store